ော့ကလေးတွေကပြတာကပြတဲ့အချိန်မှာလေသူကအော်အဲ့ဒါတူလာတယ်မင်းတို့ကားပေါ်မှာဖူးမိန်နေကြတူလာတယ်ဆိုတဲ့အချိန်တော့မှကလေးတွေဟုတ်တယ်အဲ့ဒါလေအဲ့မမပါညာတော့မှလက်ခံမွေဒီရယ်သူကြိုက်တာမင်းသားဂျက်လီတဲ့တတ်သူသိကြအရှုံးဝဲနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေလည်းသင်ပေးရပြီးတချင်းဆိုတော့မကြောက်ဘူးပေါ့နော်။ငါအောင်းမိတ်မဆွဲတချင်းလေးရတော့ဝယ်ထားတယ်။ဒါပေမဲ့မလုံးရသေးအကောင့်ထဲမှာပေါ်ရသေးဘူး။ဒါပေမဲ့ငါရှုံးဝဲတွေမှာဆုံးတော့ဦးချစ်ကောင်းအဲ့တချင်းလေးဆွဲခြင်းတယ်လို့တရားလေးပြောတာ။ဆိုးလေးလည်းဗာကြောက်စရာရှိလို့လဲ။အဲ့ဒါနဲ့ပဲ ဟိုတကယ်ပေါ့နော်ဟို legendary အဆိုတော်နဲ့ပေါ့နော်ဟိုကစင်မမအတူတူပဲဆက်ဝင်ရခဲ့တယ်ဆိုတော့ဦးချစ်တောင်လည်းကျေးဇူးအများကြီးတင်ပါတယ်လေးစားပါဘောဒီလားငါတို့ကငငယ်တဲ့ကလေအဲကကြဘာစားစားထမင်းနဲ့စားလေဟိုဘာလေးစားစားထမင်းနဲ့စားရမယ်ဆိုတော့ မိုင်းဆက်ကငငယ်တဲ့ကတော့ရိုက်သွင်းလာတာလေနော်ထမင်းမဆရင်အားမရှိဘူးကြည်တားမရှိရင်အားမရှိဘူးဆိုတော့အတိရလဲရှင်တော့ထမင်းလည်းမမဆရင်ရင်မတောက်ဘဲအဲ့လိုဖြစ်နေတာဆိုမဆားနိုင်တဲ့လူတော့တကယ်လေးစားတာဘာလို့ဟိုးခလေးဘွားတွေကမြမာတွေကကြတော့6လကျော်ပြီးတော့ထမင်းတွေဝဝပြီးခွန့်ပြီလေနော်အဲ့ဒီအချိန်မှာတည်းကစားလာတဲ့ထမင်းကိုမချိုက်ဘူးဆိုတော့ဒါတကယ်ဟိုကိုယ်ခန္ဓာကိုယ်တော့အစိတ်ရောက်ဖြစ်တဲ့အရာ ਉਹ ပေါ့နော်ရှော့နိုင်တယ်ဆိုတော့တကယ်ကောင်းပါတယ်ဟာဥစ္စာကောင်းကကြတော့ဒါဟိုပါပေါ့ဥစ္စာကောင်းတဲ့တွေ့တာလည်းငါပြောပြပြပါရဲ ။ငါသုံးနဲ့လေးနဲ့လောက်ကပေါ့ဒီလားအန်ဒီဟင်မာနေဝင်တဲ့အဲ့လိုထုံတဲ့တစ်ချင်းနဲ့ပါလေ။အော်မိတ်မဆဲဟာ။ဟိုမျက်မှန်လေးကိုနောက်တက်တက်ပြီးဆိုတော့လေကျွန်တော်မျက်မှန်လေးတက်ဆူဝင်းပြူပါရဲ့။အဲ့လားပေါ့။ငငယ်တဲ့အဲ့လိုကြည့်ခဲ့ရလို့ကျွန်တော်တို့ဟိုပွဲမှာစုံတော့လေ။အမှန်တော့ကျွန်တော်မနှုတ်ဆက်ရဲဘူး။ရှိန်လဲရှိန်လဲကြောက်လဲကြောက်တယ်။ဒါမဲ့ဒါမဲ့ဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့တွေ့နေချိန်မှာလေဟိုကနှုတ်ဆက်မနှုတ်ဆက်ရဲပဲဦးချစ်ကောင်းကကြာတော့အော်တမီးလေးပေါ့အဲ့လိုမျိုးနှုတ်ဆက်တော့လေ မလဲကလာရလာသွားတယ်ပေါ့နော်ဟာဦးချင်းကတမိမင်္ဂလာပါဆိုတာဖြစ်စင်တော့ဦးချင်းကရဲ့ဟိုတားလေးနဲ့တမိလေးပါနော်အသိတယ်ပေါ့နော်အဲ့ဒါပေါ့မရဲ့နီးဖန်ကြီးမဲ့ဆိုခလေးကကပြတာကပြတဲ့အချိန်ပါလေဦးချင်းကအော်အဲ့ဒါတူလာတယ်မင်းတို့ကားပေါ်မှာဖုန်မိန်နေကြတူလာတယ်ဆိုတဲ့အချိန်တော့ခလေးတွေဟုတ်တယ်အဲ့ဒါလေအိမ်မမပါလာတော့မှဦးချင်းကတော့ချီးကျူးတာပေါ့နော်ဟာတမိတော်တယ်ဆက်ကြိုးသားပေါ့နော် အဦးချောင်းတို့လည်းငငယ်တော့ကဘလို့ရှိတယ်ဘွားကြီးတော့တို့ကတော့ရှိုးမဲနဲ့ပတ်သက်တဲ့အထွေထွေတွေလည်းတင်ပေးရပြတချင်းဆိုတော့မကြောက်ဘူးပေါ့နော်။ဟိုအောင်းမိတ်မဆွဲတချင်းလည်းရတော့ဝယ်ထားတယ်ဒါပေမဲ့မလုံညာသေးဘူးအကောင့်ထဲမှာပေါ်ရသေးဘူးဒါပေမဲ့တော့ရှိုးမဲတွေမှာဆုံးတော့ဦးချောင်းကအဲ့တချင်းလေးဆွဲခြင်းတယ်လို့တရားလေးပြောလိုက်။ဆိုးလေးလည်းဘာကြောက်စရာရှိလို့လဲတော့အဲ့ဒါနဲ့ပဲဟိုတကယ်ပေါ့နော်ဟို legendary အဆိုတော်နဲ့ပေါ့နော်။ကွာစင်မမအတူတူတွဲဆုံဝင်ရခဲ့ရဲဆိုတော့ဥစ္စာတော်လည်းကျေးဇူးများကြီးတင်ပါတယ်အဲ့တချင်းလေးလည်းဟိုဆက်ဖို့စူးစမ်းပါအောင်မယ် ဝမ်းသာပေါ့ဝမ်းသာပေါ့နော်ဟိုနော်ဟိုချက်ငယ်တဲ့တုန်းကလည်းထုံဒီလောက်အောင်မယ်ချက်ငယ်ကနော်ကိုအာတမီလေးလိုပဲအာချက်တယ်ဟိုခုနှစ်ချက်တယ်ပေါ့နော်နော်ကိုလက်တွဲပြီးခေါ်ပေးခဲ့တယ်အခုနောက်ထပ် legendary အစိုးရတယောက်နောက်ထပ်တွေ့ရတယ်နော်ငငယ်လေးကတိုက်ခဲ့ရတယ်နှစ်ယောက်စလုံးလေးအစိုးရကတော့အနီမင်္ဂလာလည်းအဲ့လိုချက်တယ်အခုချက်ကလည်းစင်မမာကိုအာတမီလေးတယောက်ကောက်ရတယ်ဆိုတော့နော်ကဒီအနီမင်္ဂလာလောကမှာကအရန်ကန်ကောင်းပါဦးချင်းကရုတ်တည်ရရုတ်တည်ရလည်းကကြောက်တာဒီကဘာမှအသိမပြောရဒါမဲ့ အဲ့ဒါကတော့အဲ့လိုပါနော်ပြတ်သူတရားတရားတပိုင်းပေါ့နော်နွားကိုပြောရဲဆိုတဲ့နေရာမှာကြောက်ရလဲတကယ်သမီးလေးလိုပါလဲတင်ပေးတယ်အာတချို့ဟာဆိုလဲမကြောက်နဲ့ဘာလို့ကြောက်တာလဲအတောင်ဖွင့်ဆိုအဲ့နောက်ကန်ဒီလိုတက်တယ်အဲ့လိုလေးပေါ့နော်ခဏလေးတွေ့ရချိန်မှာခဏလေးတင်ပေးရဆိုလဲတကယ်ကျေးဇူးလဲတင်ရလို့နွားအဝမ်းလုံးဝမ်းသာပါလေ။ခုစကားစီကဗာပညာရလဲအဓိကတော့ crowd control ပေါ့နော်။ကျွန်တော်တို့ stage ပေါ်မှာဒီအောက်ကပွဲစီပရိသတ်ကိုဘယ်လို control လုပ်မလဲပေါ့။အငိမ့်နေတဲ့ပရိသတ်ကိုတော့မှပဲကိုနဲ့တပားတဲ့စီအောင်ဘယ်လိုလုပ်မလဲပေါ့။အဲ့ဒါ တွေကတော့ဟိုမြင်စရာကြားစရာလောက်တယ်တကယ်လက်တွေ့လည်းသင်ပေးရဆိုအဲ့ပညာလေးတော့ရပါတယ်ဟုတ်အာဟုတ်အဲ့နွားတချင်းလေးတွေထုတ်ဖို့ရှိပါတယ်နွားမွေးနေ့လည်းနေတော့ပဲဆိုတော့နွားအဲ့တချင်းလေးတစ်ပုတ်လုံးနေပါပြီဆိုတော့မကြခင်မှာအားလုံးကိုတော့ချပြပါမယ်ဆိုတော့အဲ့တချင်းလို့လဲစောင့်ကြည့်ပေးပါအောင်အားပေးပေးပါအောင်လို့ပြီးတော့တော့ဒီနေ့ခြေဝါးရဲထဲမှာပေါ့နော်အမှုအရာရဖြစ်ဖြစ်ညနာအမှုအရာရဖြစ်ဖြစ်ပေါ့နော်တော့အဆင်မပြေရလေးများပါသွားရင်တော့ခွင့်လွတ်ပါလို့ဒီကနေ့တောင်းပါပါတယ်ဟုတ်